ကျွန်တော်ကညီညွတ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌပါဒေါက်တာခင်မောင်ဦးဦးပါခင်ဗျာဟုတ်ကဲ့ဒီနေ့အခမ်းအနားလေးရပါတော့နော်အခမ်းအနားလေးရတာဒီနေ့အခမ်းအနားလေးရတော့ကျွန်တော်တို့အောင်နိုင်ရေးအခမ်းအနားပေါ့အောင်နိုင်ရေးဆိုင်းမုံတင်ပွဲအခမ်းအနားကျွန်တော်တို့ဒီနေ့ကျင်းပတာပါဟုတ်ကဲ့ကိုးနေရပါဟုတ်အာဒီနေ့ရတော့ဒီစက်ကြီးကောင်လို့တခုတည်းပါပဲလာမယ့်ဟိုဟာဆိုလို့ရှိလို့ရှိရင်တောက်ကြနေဆိုလို့ရှိရင်တွန်တေးမှလည်းတင်မယ်ပေါ့နော်နောက်စနေဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့က ဟွာဒလမှလည်းတင်ဖို့ရှိပါတယ်ဟုတ်ကဲ့နောက်နောက်ပိုင်းနေမှာလည်းနောက်ပတ်နေမှာလည်းဒီဟွာပေါ့တိုက်ကြီးတို့ခန်းတပင်တို့အဲ့ဒီမှာလည်းတောက်လျှောက်တင်သွားဖို့ရှိတယ်မော်ဘီတို့မှာလည်းတောက်လျှောက်တင်သွားဖို့ရှိတယ်အင်းစိတ်မှာလည်းတင်ဖို့ရှိပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ညီညွတ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီကဒီဇင်ဘာလ နှစ်ရက်နေ့2024မှာပါတီမှတ်ပုံတွေကြာတယ်ကြာပြီးတော့ကျွန်တော်တို့ရုံးခန်းတွေဖွင့်ပြီးတော့တခုကျွန်တော်တို့ညညရင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီကအမလောင်း20ပေါ့နော်ဝင်ရောက်ရှင်ပြိုင်လာဖြစ်ပါတယ်ဒီ2025အထူးထူးရေကောက်ပွဲမှာ2025မှာဆက်နေပြီးတော့ကျွန်တော်တို့ဝင်ရောက်ရှင်ပြိုင်တဲ့ပါတီကိုတိုက်ရည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 ် အော်ကျွန်တော်တို့ကတော့အဓိကတော့ဗာလဲဆိုတော့အဖက်ဖက်ကယူရင်းပြီးတော့တိုင်းပြည်ပေါ့နော်ထိခိုက်ပြီးတော့အကုန်လုံးအဖက်ဖက်ကနေနှိမ့်ကြနေတဲ့တိုင်းပြည်ကိုကျွန်တော်တို့ကပြန်လဲတိဆောက်ခြင်းတာပေါ့နော်ပြန်ပြန်လဲတိဆောက်ခြင်းတဲ့အခါကျတော့ကျွန်တော်တို့ကပူးပေါင်းဆောင်ရွက်ဖို့အတွက်နိုင်ငံတော်တိဆောက်ရေးမှာတရတအားပါဝင်ဆောင်ရွက်ဖို့အတွက်ကျွန်တော်တို့ကဒီရွေးကောက်ပွဲကိုဝင်ရခြင်းဖြစ်ပါတယ် ်ပါတီရဲ့မူဝါဒကအဓိကတော့ညီညွတ်မှဖွံ့ဖြိုးပြီးညီညွတ်မှတိုးတက်ပြီဆိုတဲ့မူဝါဒကိုအဓိကဟိုလုပ်တယ်။နောက်ကျွန်တော်တို့ကညီညာရေးကိုရှေ့ရှုတာပေါ့နော်။ညီညာရေးကိုရှေ့ရှုပြီးတော့ညီညွတ်ချင်းမျှတချင်းဆိုတဲ့သဘောတရားတွေအခြေခံပြီးတော့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒီဘာသာရေးနဲ့တော့မဆက်မှန်းဘူးတော့ဘယ်လိုလဲတို့နိုင်ရလို့ရှိရင်တော့အောက်ကနေ ူတွေပေါ့နော်အဓိကကတော့ချက်လို့ဒါလေးကိုပေါ့နော်ဟိုဒီစက်တော်ကုသလင်နဲ့ဘယ်လိုမျိုးပေါင်းလို့ဖြူပြီးပေးပါလဲ။အော်ကျွန်တော်တို့ကတော့ဒီ2025ရွေးကောက်ပွဲမှာအနိုင်ရခဲ့လို့ရှိရင်ပြည်သူတွေရဲ့စားဝတ်နေအရေးသုံးပါဖြတ်ခဲကြက်တဲနေတဲ့ဟာတွေကိုဘလို့ပြေလဲအောင်ဆောင်ရွက်ရမလဲဆိုတာကျွန်တော်တို့လွတ်တော်အမတ်လောင်းနေနဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့လွတ်တော်ထဲမှာလည်းအဆိုတွေတင်တွင်းမယ်တင်တွင်းပြီးတော့ပြည်သူတွေစားဝတ်နေပြေလဲဖို့အတွက်ကျွန်တော်အများကြီးကြိုးစားသွားမှာပါ။ဒီပါတီရဲ့အဓိကပေါ့နော်မြန်မာနဲ့ဒီကရဲ့ ကျွန်တော်တို့ရဲ့အားလည်းသိရှိအောင်ပြောပြပါမယ်။ဟုတ်ကျွန်တော်တို့ရဲ့ပါတီရဲ့မူဝါဒအဓိကငြိမ်းချမ်းရေးကိုရှေ့ရှိပဲဒီမိုကရေစီရေးကိုလည်းအသားပေးတယ်ပေါ့နော်။နောက်ပြီးတော့ကျွန်တော်တို့ရဲ့နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ဖို့ကိုအာဂတာတရားတွေကိုဖြည့်ဖြောက်ပြီးတော့ပူပေါင်းဆောင်ရွက်ဖို့အတွက်ပါတီကိုဖွဲ့ဖွဲ့စည်းတာဖြစ်ပါတယ်။ကျွန်တော်တို့ကလည်းဒီကနေပြီးတော့မှဒီကိုယ်စားလှယ် အဓိကတော့ကျွန်တော်တို့ကိုယ်စားလှယ်လောင်းတွေကိုစူးစမ်းပါစူးစမ်းပြီးတော့ပြည်သူတွေကနေပြီးတော့ကျွန်တော်တို့တာဝန်ပေးခဲ့မယ်ဆိုလို့ရှိရင်ပြည်သူအကျိုးတွေကိုကျွန်တော်ဆုံးဆုံးတက်မှန်ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ message ကိုကျွန်တော်လည်းပေးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဖြစ်ဆက်ပြန်နိုင်တယ် ပြည်သက်ပြောချင်းတာကတော့ကျွန်တော်တို့တွေလည်းဒီဘက်မှာစူးစမ်းနေတယ်နိုင်ငံတော်တိဆောက်ရေးမှာလည်းတရက်တာတပတ်တလန်းအနေရောပါဝင်ပြီးတော့တိဆောက်ချင်းတဲ့ကြောင်းပါတီနိုင်ငံရေးကိုဒီ platform တစ်ခုကနေပြီးတော့လုပ်ချင်းဖြစ်တယ်ပြည်သူတွေကလည်းကျွန်တော်တို့တွေကိုယုံကြည်ကြီးနဲ့တာဝန်ပေးပါပေးတဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့တွေကလည်းပြည်သူတွေရဲ့အသောအနေအရေးသုံးပါပြည်လည်ဖို့အတွက်ကိုကျွန်တော်တို့ဥထိပ်ပန်ဆိုင်ပြီးတော့လုပ်ပေးပါမယ်